ုင်တိုင်းကလာစားငါတို့ပတ်စံထဲ့တယ်အမြန်နဲ့ထဲ့တယ်ငါတို့ရခိုင်ထဲမှာသခိုးမရှိဘူးထောက်ပွက်သခိုးမရှိဘူးဒါကြောင့်မို့ရငါတို့ရခိုင်ကထောက်ပွက်ကြီးဟာဓာတ်ရိုက်ရောက်တယ်အေးအေးကိုပြီးတော့အေးအေးကလူတွေကိုသွားကြည့်လိုက်ငါတို့ရခိုင်ဒီလူကြီးကလည်းအဲ့တိုင်းပဲပြည်သူနဲ့ဒူမှာပါတယ်ညီမလေးထောမြတ်နိုင်ရဲ့သားသမီးတွေကအစိုးရရဲ့ပတ်စံနဲ့စားတယ်ဆိုတဲ့ကပြောတာပဲအစိုးရပတ်စံနဲ့စားတာလေဘယ်နဲ့ကနေစားပြီးစားတာလဲနိုင်ငံသားအစိုးရပတ်စံကိုစားပြီးတော့တူရနေတယ် ါတို့အေရကိုပြည်သူရဲ့ပတ်စံနဲ့လောက်တယ်ဆိုတာပြည်သူပတ်စံနဲ့ကိုရခိုင်ပြည်နယ်ကိုတိုးတက်အောင်လုပ်ပေးတာရှိတာအာဘယ်အစိုးရပတ်စံကိုဘယ်နှစ်ရှိရှိပြီသူတို့စားခဲ့တာဘယ်လိုကိုယ်တိုင်ချမ်းသာတယ်နော်ချမ်းသာမယ်အစိုးရပတ်စံနဲ့နိုင်ငံသားသွားဘယ်အစိုးရစီမှာစားတယ်အဲ့ဒါတွေညီမလေးသိတာတော့ပြောပြပါဟိုသိချင်လို့သိချင်လို့မပြောလည်းပါမပြောဟုတ်ပြီငါမပြောနေရရှင်းရှင်းလေးလေအခုဆွစ်ဇာလန်ကိုရောက်သွားတယ်ဆွစ်ဇာလန်မှာအခုကြောင်းတက်နေတယ်ဆွစ်ဇာလန်ကဆွစ်ဇာလန်ရဲ့ပညာရေးစနစ်တောင်လည်းနော်ပြောပြလိုက်မယ်ဆွစ်ဇာလန်တို့ ဒီဩစတြေးလျတို့ဒီယူဒီယူရိုပတစ်ခွင်မှာကလေးတွေဟာပညာသင်ပြီဆိုလို့ရှိရင်သူတို့က free နိုင်ငံသားရပြီဆိုတာနဲ့တပြိုင်တည်းပညာရေးဟာ free သူတို့နိုင်ငံ system เนาะအဲ့တော့ပြည်သူပတ်စံစားနေတယ်လို့ငါတလုံးမှမပြောဘူးအစိုးရရဲ့ထောက်ပံ့ခြင်းသူတို့မှအစိုးရရဲ့အိမ်မာနေတယ်အစိုးရအိမ်မာနေတာဘယ်လောက်ကြာသွားပြီလဲသူသားသမီးတွေကကြောက်တာကြာပြီလားအစိုးရငွေနဲ့ပဲသွားတာပြီလေငါကိုယ်တည်းကချမ်းသာတဲ့လူကြောင့်ရန်ကုန်မှာသူသွားလို့တယ်စကပြန်လို့ကိုလောက်ထားတယ်ညီမလေးပြောပါလား အဲ့ဒါအမေစုဆွဲတဲ့ထက်မှာသူကထွက်ပြရတယ်ရခိုင်တွေကိုနှိမ်နေလို့ထွက်ပြရတာလားအေကိုနှိမ်လို့ထွက်ပြရတာအမေစုဆွဲတဲ့ထက်မှာအေကဘာလဲလုံနေလို့နှိမ်နေတာလဲဘယ်လိုကြောင့်ထွက်ပြရတာလဲတချို့တိုင်းသားတော်တော်များများကိုကိုကြည့်တဲ့ကြည့်တဲ့ခါမှာအရာစာမြန်မာနိုင်ငံထဲမှာတပ်မမှုနဲ့လုံနေတယ်အရာမသားဒုတိယနိုင်ငံပြည်တယ်အဲတတိယနိုင်ငံထပ်ပြည်တယ်အဲ့လိုပုံစံမျိုးနဲ့တိုင်းပြည်ကိုဖျက်တဲ့နာမှာညဖြတ်မပြောနဲ့နေကိစ္စမဟုတ်ဘာလို့မိုက်ပေးတာအခုမေးနေတာငါအခုပြောအမေတို့ကလေငါရှင်းပြနေတယ်မေးတာပါကွာပြော ငါရှင်းပြနေတယ်လေငါမင်းတို့ဘိုက်ပိတ်တယ်ဗျာပြောငါရှင်းပြနေတယ်လေမင်းတို့အကျန်းဖတ်ဆိုပြီးတော့မင်းတို့ပြောလို့ပြောပိုင်ခွင့်မရှိဘူးငါတို့ကတော်လန်ရေးအစိုးရမကောင်းဘူးဆိုလို့ရှိရင်ငါတို့ကတော်လန်မှာပဲနော်မင်းတို့ငါတို့ကိုအကျန်းဖတ်လို့မင်းတို့ကတနုံမင်းတို့ဘက်ကမင်းတို့ဘက်ကမြင်တာကအကျန်းဖတ်ငါတို့ဘက်ကမြင်တာငါတို့ကတော်လန်ရေးအစိုးရလက်ထက်မှာဘာလို့တော်လန်ခဲ့တာလဲဘာလို့ဒီညီမလေးတို့ကမပြောတာလဲကျွန်တော်တို့ကျွန်တော်တို့ကကျွန်တော်တို့ကကျွန်တော်တို့ကရောနေ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 ာက်ကဝင်လာတဲ့ကိုမျိုးပြောနေအောင်ဟုတ်ပြီ အေးအေးကိုကြော်ညာတယ်လေအဲ့လိုကြော်ညာတဲ့အတွက်အေးအေးကအဲ့ဒီအချိန်မှာလည်းညီမလေးဘယ်နှခုနဲ့မှလည်းအေးအေးကိုကြော်ညာတာနဲ့သူမိမလေးကထွက်ပြေးရတာလားညပြောညီမလေးပြောညီမလေးပြောတခြားပြောဘယ်နှခုနဲ့မှလည်းဘယ်နှခုနဲ့မှလည်းပြောမေးရတယ်ချက်မေးခိုင်းတာမဖြစ်ဘူးလေ2018နှစ်မှာ2018မှာ2018 2018မှာဒီဒေါ်ဆန်းစုကြည်နဲ့ဒီဒေါ်ဆန်းစုကြည်လို့ငါမပြောဘူးအဲ့ဒီအချိန်မှာ ဘင်္ဂလားဒေ့ကကလာဝင်လာတဲ့အကောင်နေနဲ့နမပီကလူတွေနဲ့ပြဿနာအဲ့ဒီအဲ့ဒီဘာလဲဟိုအာဆာအဖွဲ့တွေဝင်တိုက်လို့ဆိုပြီးအဲ့ဒီနယ်စပ်မှာပြဿနာတက်နေတယ်ပြဿနာတက်ပြီးတော့အဲ့ဒီခုနကတုန်းကနော်ဒီနယ်စပ်အရေးခင်းပြဿနာတွေတက်နေတဲ့အတွက်နော်အေအေဟာအဲ့ဒီမှာတာဝန်ရှိတယ်အဲ့ဒီအချိန်တုန်းကအေအေကိုအကုန်လုံးကနေပြီးတော့အဲ့ဒီနင်တို့အဲ့ဒီဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာအေအေကိုမတရားဘယ်လိုဖတ်မလဲဟိုအကြမ်းဖက်အဖွဲ့ဆိုပြီးတော့ကြော်ညာခဲ့ ကြော်ညာခဲ့ပြီးအကုန်လုံးကိုအရေးယူမယ်ဆိုပြီးတော့နော်အဲ့ဒီအနဒီကြံကြားရေးရလူကပြောတယ်ပြောပြီးတော့အေအေကခေါင်းဆောင်ကဦးထွန်းမြတ်နိုင်ဖြစ်တဲ့အတွက်ဆိုပြီးဘိုးချုပ်ထွန်းမြတ်နိုင်ဖြစ်တဲ့အတွက်ဆိုဘိုးချုပ်ထွန်းမြတ်နိုင်ကိုဖမ်းမယ်စီးမယ်ဆိုပြီးလုပ်တဲ့အချိန်မှာသူ့ရဲ့အမျိုးသမီးဟာထွက်ပြေးရတာအဲ့တော့နင်တို့အခုတော့အကြမ်းဖက်ဖို့လို့ဆိုတတိယနိုင်ငံပြေးရတယ်ဆိုတဲ့စကားကိုလာမပြောနဲ့ပြေးရမှာပဲနင်တော်မှပဲအခုလောလောဆယ်နင်တော်မှပဲစစ်တပ်ကမကောင်းပါဘူးလို့အကြောင်းပြပြီးတော့နင်တော်တတိယနိုင်ငံကိုထွက်ပြေးတာပဲမလား ိုကိုတိုင်ကပိုကိုတိုင်ကျတော့ကလင်ကကျင်းနဲ့ပြေးတယ်ဟောအမှန်တရားနဲ့ပြေးတဲ့လူကိုအပြစ်မပြောနဲ့မကြီးကကိုယူပြောခွင့်ရတဲ့ချိန်ကြတဲ့ချိန်ဖြုတ်မချနဲ့တော့ကိုလိုင်းမကောင်းတဲ့ခါကျပြောလို့မရတာမကြီးတို့မင်းမနဲ့မင်းမကြီးကဖြုတ်ချတာကွာကိုမိုက်ကိုလည်းဖိတ်တာမေးတာလည်းမဖြေဘူးဟောပြီးလောက်မေးတာလည်းမဖြေဘူးကွာဖြုတ်လိုက်တာပြီးလောက်ပြီးလောက်ဟောလိုင်းမချင်းချင်းလေးကိုပြောလို့ရပြီလားဆောင်းမောင်းထင်ပြောလို့ရတာကိုပြောဆောင်းမောင်းထင်လာလေးပြီးတော့အာမင်းမျက်နှာရှင်းတာမပြောရတဲ့ယောက်ျားတွေလည်းမပြောရဘူးကြားမှာပြေးတာတဲ့ကောင်တွေတကယ်ရေးလို့ရှားတဲ့ကောင်တွေပြောနေတယ်ဆိုတော့ လူနှစ်ယောက်ကိုရေးကဲယောက်ျားနဲ့မျက်ရှင်းမပြောရအောင်လားငါကြီးကိုဒီလိုက်ထဲမှာမေးစုကိုထောက်ခံတယ်ဆိုတော့မျက်ရှင်းနဲ့မပြောရအောင်လားခဏနဲ့ကိုသူတို့ဆောက်ခဏလေးတာလိုက်တာကျမကဘုရားယောက်ျားကောင်းနဲ့မျက်ရှင်းမပြောရအောင်လားအကိုလည်းအကိုလည်းရောက်ပြီအဲ့တော့2018ခုနှစ်မှာအာစာအဖွဲ့ကိုအကြမ်းဖက်နဲ့ပြင်ကြတာနဲ့ပတ်သက်ပြီးတော့ဒီရခိုင်ရဲ့ထွက်ပြရလေပြောပါတယ်အဲ့တော့ပိတ်ထားပဲပိတ်ထားအသာပိတ်ထားစီးကားမရှိအေးနဲ့အာစာနဲ့ကတပွဲလေလားတိကမရှိဟုတ်ယောက်ျားတယောက်စကားပြောနေကွာမျက်ရှင်းပြောနေတယ်ကွာဘယ်လိုဖြစ်တာလဲ အဲ့တော့2018ခုနှစ်တော့တိတ်ကမရှိရင်စင်းတိတ်ကမရှိရင်စင်းအားလုံးကစိနေကန်းနဲ့ပြောနေတယ်အခုငါပြောနေတာဖြတ်ပြောတာအခုဟိုဟိုခုနကဘက်ကရမကာဆိုတဲ့မိမမဲတဲ့မိကောင်ငါဖြေးနေတာအဲ့တော့ခုနက EAO တွေကနေပြီးတော့ပဆန်ကိုရှာစားတယ်ဘာဖြစ်တယ်ညာဖြစ်တယ်လို့ပြောနေတဲ့အတွက်ကိုငါပြောနေတာအခုလောလောဆယ်မြန်မာပြည်တွင်းထဲမှာရနေတဲ့တယံဇာရတွေကိုဖင်ခုထိုင်ပြီးတော့เนาะ48ထဲလဲထဲ့တယ် ။ဒါပြီးရခါကြလို့ရှိရင်နော်ဒီလက်နဲ့တည်းလဲဝဲနေ။အဲ့လိုလှုပ်ရှင်နိုင်လုပ်နေတာကို။အော်။အဲ့ဒါမဟုတ်ခဏ။နော်။မမနာခဏလေးဟိုတောင်းတောင်းမမနာခဏလေးအဲ့အဲ့လေးစားမှုရှိဦးမိုက်ပဲပိတ်မယ်ဆိုတော့တော်ပြီမောင်လေးရေမပြောတော့ဘူးနော်ဟုတ်တယ်တယောက်ကိုတယောက်တစ်စိမ်ပြောကြတယ်ဘယ်လိုပြောကြဖြစ်ကြတာတော့လူပြီးဥစ္စာဖြစ်လို့မရတယောက်တယောက်ပြောကြတာဘယ်လိုဖြစ်ကြတာလဲနော်ဘောမရရဲ့စိုက်တက်ကအောက်တိုင်းရမ်းကြတယ် နော်မေ့တင်တာမေ့တယ်ငါတို့ဖြစ်တဲ့ခါကျတော့တို့လူလူပြီးပြောတယ်ပြီးရခါလဲကြလဲကြရောမှန်တာကိုပြောတော့မယ်ဆိုတဲ့ခါကျတော့စင်းပြေတယ်တို့တော့အောင်နှမ်းကြတဲ့ဖွယ်လေးဟမ်အခုနင်တို့ပြောချင်တာပြောသွားတယ်အခုငါအခုဖြေမယ်ဆိုတဲ့ခါကျတော့နင်တို့ဘာဖြစ်လို့ထွက်ပြေးတာလဲပြောဟမ်တို့လေးမဲ့ဟုတ်လားကံကံမချတဲ့အကိုကြီးမိရမိရအကိုကြီးကျဲတော့မြောင်ရှင်ပေးမယ်နှစ်ယောက်ရှင်ပြောကံမချနဲ့ပြောရောက်တယ်ခုမန္တန်နဲ့ဟိုမှာမေးတယ် နေမေးအမားတို့နေတဲ့ပြောခုနကနော်အဲ့တော့ဦးထွန်းမြနိုင်ရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ငါကဘိုးချုပ်ထွန်းမြနိုင်နဲ့သူမေးတဲ့ကိစ္စကိုပဲငါကဘိုးချုပ်ထွန်းမြနိုင်ကိစ္စကိုငါတို့ရှင်းပြပြီးပြီအဲ့ဒါကိုသူများတတိယနိုင်ငံမှာရောက်တဲ့အချိန်မှာဗနဲ့ခုနဲ့မှာကြောင်းတဲ့ဗနဲ့မှာဘယ်ဘလောက်ဟိုဘယ်အိမ်မှာဘလောက်နေလဲဆိုတော့သူမေးစရာအကြောင်းမရှိဘူးဘာဖြစ်လို့လဲဆိုတော့တတိယနိုင်ငံရောက်သွားပြီတတိယနိုင်ငံမှာသူကပြောချပြီးတော့ဖြတ်ပြရတဲ့ခါကျတော့မပြောပါနဲ့ကွာအဲ့ဒါကြီးရက်ဆက်လုံးရောက်ပါတယ် တကယ်ထုတ်ချရတယ်မှာမိုက်တွေပြေးကြပါဆရာချင်းပြောတယ်မိုက်တွေထုတ်ချရတယ်မှာထွက်ပြေးတယ်အဲ့လိုမျိုးပြောပါလေဒီမှာမင်းကလေးတွေကိုညီမလေးကိုခွေးမပြောပါဘူးကွာငါညီမလေးကိုစကားတိုက်ခိုက်မှမရှိပါဘူးဟိုချိုးရတယ်ပဲပြောတာယောက်ျားလေးမျက်နှာရှင့်ပဲပြောရဘူးလားအဲ့ဒါလေးပဲပြောတာယောက်ျားလေးမျက်နှာရှင့်နိုင်မပြောရကြဘူးလားအခုနဆိုင်ခေါ်တဲ့ညီလေးဆိုလို့ရှိရင်လည်းတွက်ကြည့်ဘလောက်တနာဖို့ကောင်းတယ်ဒီနေရာမှာတော့မြန်မာနိုင်ငံကြီးပြောနေတာလားမေးလို့အခု2016မှာပြလာခဲ့ပါသူပြောတော့ဘယ်နှတာပြလာလဲလေးကြားမှာပေါ့ယောက်ျားတွေညီမလေးကိုသားနေပါငါညီမလေးခဏနေပါဘောညီမလေးကိုသဘောပေါက်နားလေပါတယ်ညီမလေးကခွင့်နားလေပြီပါ ယောက်ျားတွေမျက်နှာစက်ပြောရကြအောင်လားယောက်ျားတွေမျက်နှာစက်ပြောရကြအောင်လားကွာယောက်ျားတွေမျက်နှာစက်ပြောရကြအောင်ညီမလေးသားနေပါဦးကညီမလေးရာချစ်ဆုံးလေးရတယ်မင်းစက်ပါယောက်ျားတွေမျက်နှာစက်ပြောရကြအောင်လားအခုပြောတဲ့စကားထဲမှာဘယ်စကားတွေရမလဲညီမလေးတို့အတွက်နေလာတော့အရှိရောကျမပြောနေတာကိုတို့ဆိုတော့ပိတ်စားခဏလေးကိုတို့ခဏလေးပြောတာပါဘာကျွန်တော်ကိုတို့မှကျွန်တော်ကိုတို့ဆိုတော့ပြော တော့3မိနစ်ပြောပြီးကိုတို့ပြောမှာကိုပဲပြောမှာ3မိနစ်ပြောမှာမန္တ3မိနစ်ပြောမှာမန္တ3မိနစ်โอเคရပြီဟုတ်မင်းငန်းကြီးကမင်းလေးကြီးကယောက်ျားလေးမင်းစက်မပြောကြငန်းကြီးကကိုမေးတယ်ကွာလိုက်ပါရှင်ယောက်ျားလေးကလည်းပြောရကြအခုသူ့ကိုမိနေခဏလေးပြေးပြလိုက်အပြီးအခုအခုငန်းကြီးယောက်ျားလေးကမျက်နှာစင်းနဲ့ပြောဖို့ငန်းကြီးပြောရလားတမ3မိနစ်ပြောပြီးကိုတို့ဆောက်ပဲပြောမျက်နှာပြပြီးတော့ပြောနေကိုမျက်နှာမပြပဲမေးတယ်မင်းမင်းကလေးရဲ့မေးကောင်မျက်နှာပြပြီးဖြေလို့ဟုတ်ပြီနော် ဲ့တော့ဘိုးချုပ်ထွက်မြေ့နိုင်ရဲ့မိသားစုဟာအဲ့ဒီစချက်မှာပြဿနာကတ်သွားတဲ့ခက်ခါကြောင့်သွားတာဘယ်ဘသူရဲ့ဘယ်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 ဘသူရဲ့ပတ်စံကြောင့်မှနော်ဒီဟိုတထုတွေရောင်းထားတော့တာလည်းမရှိဘူးရခိုင်ပြည်မှာထွက်တဲ့တယံဇာရဟာနော်ရေနံထွက်တယ်တဘာဝကန်းလုံးရေနံထွက်တယ်အဲ့ဒါကိုလည်းပဲအုံးမေအောင်လည်းတို့ပဲရောင်းထားတာငါခုဒါကရင်းရင်းချင်းချင်းပြောတာနော်အုံးမေအောင်လည်းရောင်းထားခဲ့တယ်ကြောက်ဖြူမှာ နော်ပြီးလို့ရှိရင်ပလက်တန်စီမံကိန်းဆိုပြီးတော့အိန္ဒိယကိုရောင်းစားခဲ့တယ်အဲ့တော့တရုတ်ကိုလည်းရောင်းစားတယ်အိန္ဒိယကိုလည်းရောင်းစားတယ်အဲ့ရောင်းစားတဲ့ပတ်စံတွေကိုအိုးမေအောင်လည်းတို့ပဲယူသွားတာငါတို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ငံယူသွားတာတခုမှမရှိဘူးအဲ့တော့တို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ငံနိုင်ငံเจ้าဘလို့ထွက်ခွာသွားသူ့မိမဘလို့ထွက်ခွာသွားလဲဆိုတဲ့ကိစ္စဟာဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာနော် NLD လက်ထက်မှာရခိုင်ပြည်တပီလုံးကိုတပုံလို့ကျင်ညာခဲ့တယ်အင်တာနက်ကိုတနိုင်ငံတနေရာလုံးရခိုင်ပြည်နဲ့တစ်ခုလုံးကိုပိတ်ခဲ့တယ် ပြီးရင် A နဲ့ဆက်သွယ်မှုမှန်တမျှဆိုပြီးတော့အကုန်ဖမ်းတယ်ဖမ်းတဲ့အတွက်ငါဟာ NUG နဲ့ NLD ကိုငါလုံးဝကြည့်မရဘူးဒေါ်အောင်ဆန်းစုကြည်ကိုကြည့်မရတဲ့အချိန်မှာလည်းပါတယ်ဒါကြောင့်မို့ငါ့ကိုဘောမလို့တောင်ထင်ခံရတယ်ဘာဖြစ်လို့လဲတချိန်မှာရုံမှာခဲ့တဲ့ကိစ္စကိုငါမကျေနပ်လို့ဟုတ်ပြီနော်အဲ့ဒါတွေကိုတကယ်လုပ်ခဲ့တာဒါမဲ့အခုချိန်မှာချက်ကလေးငါကလေးလို့တို့ရောကိုယ်တိုင်တော့ဖမ်းခံရတယ်တို့ကိုယ်တိုင်တို့ဘာသာတို့တို့ယုံကြည်တဲ့စစ်တပ်ကပဲတို့ပြန်လုပ်တယ်ဆိုတဲ့အဥစ္စာကိုခုမှတို့ဘာသာတို့သဘောပေါက်သွားတဲ့အတွက်ငါတို့ဘာမှအပြစ်မမြင်တော့ဘူးငါတို့ရခိုင်နေရ အဲ့ဒီတော့အဲ့လိုမျိုးအဖမ်းခံခဲ့ရပြီးတော့အဲ့လိုမျိုးဖမ်းဖို့အတွက်မှာအဲ့ဒီနော်သူ့ရဲ့အမျိုးသမီးဟာထိုင်းနယ်ဇက်ကိုထွက်ပြေးတယ် UN ရှောက်တယ် UN ကနေပြီးတော့တတိယနိုင်ငံကိုပို့လိုက်တာအဲ့ UN ရောက်ပြီးတော့အဲ့တတိယနိုင်ငံမှာသူဟာနော်ဒီအဲ့ဒီမှာပညာသင်ပြီးတော့သူတို့နေနေရတာအဲ့တော့ခုနင်တို့ပြန်ပြီးတော့ကြည့်လိုက်လေ2018ကနေပြီးတော့အခုချိန်ကြီးဆိုလို့ရှိရင်နော်ရှင်းနှစ်လောက်ရှိနေပြီဆိုတော့အဲ့ရှင်းနှစ်အတွင်းမှာသူ့ဘာတူသူတို့လှုပ်ရှားနေကြရတယ်ပေါ့ရတယ် အဲ့တော့တတိယနိုင်ငံဆိုတာသူများနိုင်ငံရောက်ပြီဆိုရင်တော့ဒီလိုနိုင်ငံခြားတွေရောက်ပြီဆိုလို့ရှိရင်တော့ပညာသင်ခွင့်ရှိတယ်။အဲ့ဒီလူတွေကလူတန်းစင်နေထိုင်ခွင့်ရှိတယ်။မြန်မာပြည်မှာဆိုရင်ဒါမြန်မာပြည်မှာပညာသင်ခွင့်မရတဲ့ကလေးတွေတပုံကြီးပဲ။သူများနိုင်ငံတွေမှာ standard နဲ့ loose standard နဲ့လူလိုသူလိုနေရတဲ့ဘဝတွေ။နော်။အဲ့တော့ဒီကလေးတွေဝတ်ထားစားထားတာတွေအစ်စ်တန်းရှိတိုင်းနော်။ဒီခေါ်စားလိန်စားနေလို့နှုတ်မမှတ်နဲ့။အခုနင်တို့ပဲအခုတွားပြီးတက်ဒီခု ဘာပဲဖြစ်ဖြစ်မြန်မာနိုင်ငံနဲ့ဆိုင်ရင်ထိုင်းနိုင်ငံမှာဆိုရင်တို့ထမင်းနတ်မှန်တယ်။နော်ထိုင်းနိုင်ငံမှာတို့ထမင်းနတ်နတ်မှန်တယ်မလားနင်တို့ဒီအိမ်ဖော်နယ်ပဲသွားသွားအိုမန်မှာပဲနေနေဗမာပဲနေနေနောက်ပြီးဗာလဲဟိုစင်ကာပူမှာပဲနေနေအိမ်ဖော်ကအစဝေကောင်းစားလာဝတ်နိုင်တယ်။မြန်မာပြည်မှာရှိနေတဲ့မိန်းကလေးတွေရုံးစည်ရေလောက်ပါဆိုတော့မိန်းကလေးရအစလာစားကတလဆိုရင်ကုန်သွားပြီ။ဘဝတွေပြတ်နေပြီ။ပညာတတ်ပါတယ်ဆိုတော့မိန်းကလေးတွေမြန်မာပြည်မှာဘလို့နေရစားရလဲ။ ဆုတ်ပြတ်တက်နေတာပဲလေမိန်းကလေးဆုတ်တန်းစားဘွားနေနေရတာပဲလေမိန်းမိန်းမကောင်းနေအမအမဆက်ပြောအမဆက်ပြောနော်ညီမဆင်းမင်းမယ်ဟိုထွက်ပြေးတာမဟုတ်နော်ပြောထွက်ပြေးတာမဟုတ်အမဆက်ပြောလို့ရတယ်ဆက်ပြောဟွန်းအဲ့တော့ပြောတာရှင်းရှင်းလေးနော်အဲ့တော့ခုနကတော့ပြောတယ်ဆိုတော့မှ EAO တွေ EAO တွေဆိုလို့ရှိရင်ကြိကြပြီးပြောကလိန်ကကြစ်လောက်စားတဲ့ EA ရှိလိမ့်မယ်ခဏလေး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 မဟုတ်ညီမခဏလေး 我去年那那这个这个表，这个表，这个表那个信，来看没来买了，现在这个表表吧，别的呀，咱们可以嘛，不像他们那特别多的嘛不，好嘛，那底下那个那个，咱那个多了，咱那是不啦，养的啦，这那个在在留下，别那个多多，不像他们那那，不像他们那也没嘛，但。